ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော် စာရေးဆရာဆရာကြီးမဟာဆွေဤဒုမင်မီဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းကိုနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ အပြင်ပြည်လားလျက်ရှိသောလန်ချားတစီပေါ်၌အထုံငယ်တစ်ထုပ်ကိုရှေ့ကချလျက်လိုက်ပါလာကြသောကိုနာနှင့်မောင်မျိုးညွန့်ညီအကိုနှစ်ဦးကိုတွေ့မြင်နိုင်လေ၏ရန်ကုန်မြို့တခုသော အပိုင်းအတော်ကလေးခံရသောအိမ်တိန်ရှိသောရောက်သောအခါညီအကိုနှစ်ယောက်သည် မျက်နှာညှိုးငယ်စွာနှင့်ကိုကြီးထိုင်းရေဟေးကိုကြီးထိုင်းဟုခေါ်လျက်အိမ်ပေါ်သို့တက်မီအလုတ်တိုင်းတိုင်းတိုင်းနှင့်ပြေးဆင်းလာသောကိုထိုင်းကိုတွေ့ရလေ၏ညီလေးညီလေး အင်မော်မတက်နဲ့အောင်ကိုကြီးပြောမယ်မင်းတို့ကဘာဘကနှင်ထုတ်လိုက်တယ်ဆိုဘာဘကဂလန်ကစံဖြစ်တယ်လို့ကြားရတယ်ဒီတော့ကိုကြီးမှလည်းဘာဘရဲ့ထောက်ပံ့ငွေစားနေရတော့ညီလေးရဲ့ကိုကြီးလက်မခံဝင်ဘူးတမအေးတဖေတဲကမွေးတဲ့တူတုံစင်းညီကိုရင်းကြည့်ပါကိုကြီးရဲ့ခုလိုအတိဒုက္ခရောက်တဲ့အခါကိုကြီးမို့လို့ရက်ဆက်လေတယ်ကျွန်တော်တို့ဟာဘယ်သူကမှလည်းမတရားမလုပ်ဘူးအိုးညီညီတို့လောက်တာကသူ့ပစ္စည်းကိုအတင်းယူမယ်ဆိုတော့သူကလည်းပုထုဇဉ်ကွယ် ကျွန်တော်အန်အုပ်လို့မဆုံးဘူးဗျာကျွန်တော်တို့ကြံစီတာဟာကျွန်တော်တို့ကြီးကောင်းစားဖို့မဟုတ်ဘူးကိုကြီးတို့လည်းကောင်းစားဖို့ပါပဲကျွန်တော်တို့အကြံဉာဏ်အရာရောက်မှန်းသိလို့မတရားညှင်းခဲ့တာပါကိုကြီးရဲ့အေးချမ်းသာမှာကနောက်ခုကိုကြီးတို့လည်းညီညီတို့လိုနှင်ထုတ်ခံရရင်သားတွေမရတွေနဲ့အမလီညီညီကိုကြီးစီဝန်တာတော့သူတို့အထင်လွဲလိမ့်မလားကိုကြီးကိုဘယ်ပုံမှန်လဲများတတ်ထားလို့ကို့အမွေပြန်ရအောင်စူးစမ်းတဲ့ညီငယ်နဲ့မဆက်ဆံဝင်တာလဲ ဩခက်တယ်ခက်တယ်ဂိုင်းညီကိုကြည့်ချင်ရင်ပြင်တစိုက်ွယ်သွားကြပါဦးခုပြောရာကုနာကဂိုင်းလက်မခံခြင်းလေငွေကလေးများတတ်နိုင်ရင်ကောင်းခါလက်ခါဖြစ်လျက်အမလီအဲ့ဒါမှတာပြီးဆိုးတယ်ကိုကြည့်နှမျောလို့မဟုတ်ပါဘူးခုပြောစင်မျိုးညွန်းကဟေ့ကုနာညနာငယ်ခံပြီးဘယ်သူခါရရမှာလဲတလန်းသွားတွေသွားကြပါစေတို့လည်းလူပဲယောက်ျားပဲလာသွားမယ် ုထွက်ခွာလာခဲ့ကြရာကိုထိုင်းမှာ ထွေခါကြမှစိတ်အေးသည့်လက္ခဏာနှင့်ကြံရစ်လေ။ညီကိုနေရာသားကြည်မြင်နိုင်ဘက်စီသို့သွားသောကားရစဉ်ကိုဆောင်၍စီးကြလေ။ဘက်စကမှစံကြောင်းသို့ဝင်ကြလျက်ကိုရိုးစီသို့ဝင်ပြန်ရာကိုထိုင်းကဲ့သို့မဟုတ်တော့လဲလက်ခံဝင်ခြင်းကမရှိတော့ချေ။တဖန်ကိုညံကြည့်ထံသို့ဝင်ပြန်တော့ကအိမ်ပေါ်တို့နေရာထိုင်ခင်းပေးလျက်လေးနေသောအမူအရာနှင့်ညီတို့ကိုနှင်ချလိုက်ပြီမဟုတ်လားကိုထိုင်းနဲ့ကိုရိုးကလည်းလက်မခံဝင်ကြဘူးမဟုတ်လား ဟုတ်တယ်ကိုကြီးရဲ့သိအော်တော့တာပဲမန်ဟောနဲ့ဥယင်ကကိုကိုတို့သုံးစလုံးကိုခေါ်ပြီးမျိုးညွတ်ဟာအင်ကငွေခိုးတယ်သူတို့စီစဉ်ပြုတ်အောင်ကြံစီကျင်တယ်ဒါကြောင့်ကျွွန်ွန်သွားအောင်နှင်ထုတ်လိုက်တာအကိုတူကလက်ခံရင်ကန့်တက်မှာပဲတဲ့ကျွန်တော်ဘာမှမခိုးရပါကလားအေးလေကိုကြီးကတော့ညီညီကြောင့်တီးသားပေါ့သူတို့ကအပြစ်ရှာတဲ့သူမို့သူတို့ပါဇက်ကထွက်တဲ့ဇကားဟာကြက်ပေါင်စေးလို့ဆွဲရမ်းရတာပေါ့အပြစ်ပေးခြင်းလည်းဖြစ်လွတ်ခြင်းလည်းဖြစ် ကြည့်ရင်လို့ညံမြောင်မြင်တဲ့လူငယ်ကိုตาပြည့်ကြောက်တော့အသက်တည်အောင်ဒုက္ခရောက်အောင်ကြံစီမှာပေါ့ကိုကိုတို့ကိုပြောတာကြည့်တိုက်ရဲမဟုတ်ပေမဲ့တခြားနည်းနဲ့လက်မခံဝင်အောင်ပြောနေတာပဲကိုကြီးကတော့လက်ခံဝင်မလားဒါကိုရှင်းပြပါဦးမယ်လက်မခံဝင်စရာမရှိပါဘူးလက်ခံရင်ကိုကိုတို့ကြံတာလွဲမယ်ဒီတော့ညီညီအစင်းရဲခံပြည်နေပါစားဖို့တော့ဖို့ကိုကြီးထောက်ပံ့ပါမယ်ဒါဖြင့်လေကိုကြီးလည်းသူတို့နဲ့ဘာမှအကြောင်းမထူးပါဘူးညီညီကလည်းညီညီရှိပါသေးတော့ နာကုဏဟုထွက်ခွာသွားကြပြန်၏ဩတေလဲခတ်တာကိုဟုကိုညာကြီးသည်ညီးတွားရင်ကြံရိပ်ခဲ့လေ၏ကိုနာနှင့်မောင်မြွညင်ကနေရာလိုက်၍ရှာရာနောက်ဆုံးတွင်ကြည်မင်းတိုင်းကြောင်းကြီးတိုက်အရှိ၌ဒေသသားအိမ်ငယ်တစ်ခုကိုတရသုံးချံပေး၍နေကြလေ၏ညီကိုနှစ်ယောက်ကအဝေစားကလေးများဖြန့်ခင်းလျက်တဦးကိုတဦးကြည့်ရှုနေလျာရှိအခါကတိုက်မော်တွင်နေ၍မော်တော်ကား မော်တော်ဆိုင်ကနဲ့သွားလာရသော အဖြစ်နဲ့နိုင်စားကမောင်နှမညီငယ်ကဲ့သို့စိတ်မတင်နိုင်တဲ့ဖြင့်ကြိတ်၍ငိုကြွေးရှာလေ၏ကိုကြီးနာကိုကြီးဘာဖြစ်တာလဲငိုစမ်းပါနဲ့ဗျာညီညီနဲ့တေတူရှင်မျှဆို ခုသေးကြတာမှမဟုတ်ပဲညီညီတို့မွေးစားတုန်းကခမအဝတ်တစ်ခုမှမပါဘူးပညာလည်းမရှိဘူးခုခမအဝတ်ကက်နေကြရပြီပညာလည်းရှိပြီဘာပူစရာရှိတယ်လဲ ကိုမိမပစ္စည်းကိုမတရားတဲ့လူလူစုလဝကြီးအုတ်ခံရပြီးကျွန်တော်တို့မှကျွဲလို့နွားလို့နေရတာတဲ့တရားတာကမျက်ပါသေးတယ်။ဘာလို့အားရရမှာလဲ။ကိုစိတ်ကိုအတင်းခိုင်းနေ။တပံဆက်၍အခုကျွန်တော်တို့ရေးကြည့်တာကဘယ်လိုစားတော့နေထိုင်ရမှာလဲဆိုတာစဉ်းစားဖို့ပဲ။ကျောင်းကပညာသင်လာကလေးကလည်းလက္ခဏာကျွန်အလုတ်မဟုတ်ရင်မိကြည့်တဘူးဆက်ပြရတဲ့ဘုံမှမလွတ်တတ်တာတော့ခက်တာပဲ။စားဖို့တော့မပူပါဘူးကွယ်။ ကိုကြီးတို့မှာငွေ20အစိတ်ရှိသေးတာပဲကိုကြီးကွင်းရလဲရောင်းမယ်ဘာရှက်เสียရှိတယ်လဲကြီးမနိုင်ပဲရောင်းတဲ့အခါရောင်းရန်ကုန်နဲ့သွားရောင်းတဲ့အခါရောင်းလို့ဒဏ္ဍာရီကောင်ရင်၃ဘတ်တစ်ချက်စီရမပေါ်မောင်မြညံကဘာမှပြန်မပြောပဲစဉ်းစား၍နေလေခင်စောသည်မိမိအတိဒုက္ခရောက်ရင်ကြည်နေမည်မဟုတ်ပဲသူ့ကိုတွေ့အောင်ကြံစီမည်ဟုတွေ့ရန်နီလန်းကိုရှာဖွေလေတော့ဤနောက်ဆုံး၌ကြောင်းပြန်ချိန်တွင်လန်းကစောင့်မည်ဟုခြေလုံးကြီးအနှွမ်း ဆရာအင်ကြီးအစုံများလဲလဲကဘူးကြီးဟေးခုနခဏသွားဦးမယ်ခုထွက်ခဲ့လေအချိန်ကညနေ၄နာရီခန့်ဖြစ်လေအဝင်နွမ်းနှင့်လက်ဆွဲချင်းတစ်ခုကိုဆွဲကင်လျက်လာသောလူရွယ်တယောက်သည်ကော်မရှင်နာလမ်းတစ်လျှောက်အရှိမအနောက်သို့ခပ်ပြေးပြေးရှောင်၍လာသည်ကိုမြင်ရလေဒီလောက်နေသောဗတ်စကားစပယာတို့သည်အင်းစိန်အင်းစိန်အင်းစိန်ခဏမန်ရှိမန်ကိုမန်ဆွာကြီးကောခဏမန်ရှိမန်ကိုမန်ဆွာကြီးကောမင်္ဂလာရုံဝါရမင်္ဂလာရုံဝါရ ဓာမွေဓာမွေဓာမွေကြည်မနိုင်ကြည်မနိုင်ကြည်မနိုင်အလုံးကြည်မနိုင်ဆုလေဆုလေဆုလေဘောရောင်ဘောရောင်ဇံပြာစေဇံပြာစေသင်္ကန်းချင်းဇံပြာစေသင်္ကန်းချင်းဇံပြာစေအလွန်ဆူညံစွာအော်ဟစ်ခေါ်ယူလေးရှိလျက်ဤလူစင်ရကိုအတိမလုံမခေါငင်ကြတော့ချေမကြမီတွင်တည့်ရခံရသောကာကြီးတစ်စင်းသည်အနောက်မှအရှိသို့မောင်းနှင်သွားလေ၏ကားရမတနာကမမိမပြိုနှုတ်ဦးသည်ဘရကိုတရစကားမပြောဘဲငိမ့်ဆိုင်လိုက်ပါလာရာ ရှိကလူရွယ်ကိုမြင်လျင်စူးစိုက်ကြည့်ရှုပြီးလျင်အထူးအံအားသင်း၍နေလေ၏။အော်ကူ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 ဘာမျိုးဖြစ်နေရှာသလဲ။ तू မဟုတ်ရင်လား။အိုးဟုတ်ပါရင် तू အင်္ကာနှင်ချလိုက်သလား။စသည်ဖြင့်သနာစေမြတ်ပေါ်ရာကမိမိအပေါ်ရက်ဆက်ပုံကိုတွေးမိပြန်တော့ကမျက်နာတစ်မျိုးတင်းလျက်ကရုဏာတော်သောအတော်မတတ်နိုင်အောင်ဖြစ်၍နေစဉ်ခလန်လန်က ်တူရှုမောင်းလာသောကဘော၌ခင်စောဦးနှင့်မဇောနံပါ၍လာသည်ကိုသိရှိပြီးဖြစ်လေ။ကဘောကလည်းမိမိအမြင်မှန်းသိ။တို့ဖြစ်လျက်ကာဤအရှင်ကိုမလျှော့ခင်စောဦး၏မျက်နှာမှာထူးခြားသည့်အသွင်ကိုမဆောင်သည်ဖြင့်ကာနှင့်ဝါနရိုက်ခန့်အကွာတွင်ကာကိုမဆောင်ဘဲတက်တဲကြီးရှောက်၍လာလေ။ကာသမားသည်ဝင့်ကိုအထက်ထက်နှိပ်လျက်ရှိရာဘေဘလမ်းမဘစကားများလည်းမကြာခဏရင်ဆိုင်ပြေးလာလေရှိသည်ဖြင့်တရီထား၍ကြည့်ရှုစဉ် ခင်စောဦးသည်မျက်လုံးကလေးများကြွထွက်လူမတက်ပြူလျက်ကြည်မောင်ကြည်မောင်ဟုပြောပြောဆိုဆိုကာဗရိတ်ကိုရုတ်ရက်အုပ်လိုက်ရာရှေ့သို့ထိုးလဲသွားသည်ဖြင့်အတော်ဟန်၍နေလိုက်ရသည်ကားရှိဘိန်းနှင့်အတင်းဝင်လဲလိုက်သောမောင်မျိုးညွန့်ဤကမှာတရောင်သာသာခန့်ဒီဒီကလေးလွှဲ၍သွားရာကားကိုလင်းမြန်စွာနောက်သို့ဆုပ်စင်ညွန့်ညွန့်သည်လူလဲထားလျက်အစောအစောနေပါဦးစကားမပြောရဘူးလားဟုအတင်းပြေးလိုက်ရာ ခင်စောဦးမှာစိတ်နာရာကလည်းရှိသည် မစောနဲ့ငါလည်းပါလာတော့ကြောင်းမောင်မောင်လွတ်အောင်ရှောင်ပါဦးဟုအမိန်ပေးလျက်အတင်းမောင်းပြေးလေမောင်မျိုးညင်ကကိုကိုဟိုဒီရိမ့်လဲလျက်အမလီအစောရဲ့ရက်ဆက်ပါပြီရဲ့ကိုကိုတို့ကကိုအသက်နဲ့လဲပြီးစောင့်ရှောက်ပါမယ်ဆိုအခုတော့ကိုကိုကိုမင်းဘာကူးဆိုင်မှာလဲတမျက်နာတကောင်ကျွဲ့ပစ္စည်းမရှိဒုက္ခိတဆိုတော့အစောမုန်းမယ်ဆိုကမုန်းနိုင်တယ်ဒီလိုမုန်းလဲဆိုရင်အစကကိုကိုဘယ်အဖြစ်ရောက်ရောက်အချစ်မပြေပါဘူးမစွန့်ပြစ်ပါဘူးလို့ အစောကဂရိထားတာတွေအလကားဖြစ်တာပေါ့နော်။အော်အစောကြီးမင်းတို့မင်းကလေးများသဘောကိုကြောချမှဓမြမန်းသိပေါ့။မိမများစကားကိုယုံတဲ့လူဟာအယူလို့ရေးတင်ညာရှိတွေကဆိုတာတကယ်အမှန်ပေါ့။ခုညီသားရင် အနောက်သို့လာခဲ့ရာ မြင်တွေ့သည်။လူများမှာအယူကလေးတရားဟုမှတ်ထင်ရဟန်ရှိလေ။ကိုနာကမြေဦးမြေခွက်တံပကံပြားများနဲ့သမင်းချက်ပြုတ်ခုခက်ကညီငယ်ကိုစောင့်ရွေနေလေ။ အလူကျက်ချင်းမောင်ဟင်းငပိရေဖြောစာတော်ဟင်းများကိုအနေငယ်ခက်ခူးလျက်ကျေနပ်သည့်လက္ခဏာနှင့်မေယာဟင်းကောင်ဘုသောအိဘကိုစဉ်းစားနေဟန်ရှိလေမောင်မျိုးချင်းသည်တရင်တရင်နှင့်ဒဲပေါသို့ဝင်လာရာလာဟိတ်ညီလေးထမင်းစားရအောင်ခုထားတယ်ဟုစည်း၍ခေါ်လေကျွန်တော်ထမင်းမစားချင်ဘူးကိုကြီးဟူဘာဖြစ်လို့လဲထမင်းနည်းနည်းဖြစ်ဖြစ်စားအောင်မှာပေါ့ကွာစောစောကစာရာနဲ့မုံဝဲစားထားလို့ပါ ဒါဖြင့်ညကြမှာစတော့ကိုကြီးခြံသားမယ်ခုပြောကတရားထဲမြင်ရရှက်ရစားတော့နေလေမောင်မြောင်ညင်ကဘိုးလုံးကြီးတပန်နွမ်းနှစ်ထပ်ရှက်အင်ဂျင်များကိုလဲလျက်ကိုကြီးကိုလေးကြောင့်ကိုခဏသွားလိုက်ဦးမယ်နော် မကြစေရပါဘူးခုပြောကထွက်ခဲ့ပြန်လေဂုံဒရာနာမရန်ကုန်သို့ပြေးသောဘတ်စကားတစ်စင်းကိုစီးလျက်မြင်းဒီကုန်းတွင်ဆင်းကရန်ကုန်မှကောလေးသို့ပြေးသောဘတ်စကားကိုဆောင်၍စီးလေဘတ်စကားသည်အတော်များများပြေးလျက်ရှိရာ မကြခင်ကောလိအနီးတို့ရောက်ရှိ၍အင်အားဆောင်တို့ခတ်တော်တို့သွားလေ၏မိန်ကလေးများနှင့်တွေ့ဆုံရာအခမ်းအဆောင်စားနေရာမကြမီပင်မဆောမြဆင်လာလျက်အလူလီဘယ်နဲ့ဖြစ်ရတာလဲရှက်စားကလေးကိုမြင်ကလေးကအတော်အားသင့်နေတာညညတနေ့ရှုံပြီးဒီနေ့ဆက်လိုက်တာဟာဒီကိစ္စအဆက်အသတ်ပြီးဖို့နဲ့တူတာဝင်ရောသားပါဦးညညရဲ့ဘယ်နဲ့ဖြစ်ကြတာတော့ကြောက်ခါအစောလွတ်လွတ်လပ်လပ်မနေရရှာဘူးသူ့ဘဘစီကတချို့တွေလည်းရှိတယ် ကျမနဲ့တော့စကားမပြောဝင်ရှာဘူး။ဒါနဲ့တနေ့ကတော့နောက်ကစံကလေးတစ်ယောက်နှစ်ယောက်ချစ်ပြီးအပြင်ထွက်ခဲ့ပါဆိုလို့ထွက်ပြီးနှစ်ယောက်သားတွေ့ကြတယ်။သူ့ဗလာဆောင်ကြားထဲမှာကိုမျိုးညွင့်မိန်းကလေးတစ်ယောက်နဲ့တွေ့ပြီးရိုက်ထားတဲ့ဓာတ်ပုံကိုပြပြီးငိုနေတာပဲ။ဟာဘယ်နာလဲ။ဖြူလုံဘုရားကြီးမျိုးပြီးပြောဝင်ပါတယ်။ဘယ်သူနဲ့မှအဆက်အသွယ်မရှိပါဘူး။ကျမလည်းယုံပါနဲ့။သူကတော့မဟုတ်ပဲဓာတ်ပုံတွေကရရတယ်ဆိုပြီးငိုနေတာပဲ။နောက်ចောင်းသားတွေထွက်လာတာနဲ့စကားဆက်မပြောရဘူး။ သူကတော့ဒါနဲ့ပဲအတော်စိတ်နာနေပုံရတယ်။ gain gain ဒါကိုသိရတာအများကြီးကျေးဇူးတင်ပါတယ်မမကျွန်တော်ကံပေါ်ဒီနေ့လေးအမှန်တိုင်းဖြစ်ရမှာပေါ့ပေါင်းထိုက်တဲ့ကံပါရင်လည်းပေါင်းရမှာပေါ့ကျွန်တော်ကတော့မဟုတ်ပါဘူးဆိုုံတဲ့ပိုးပြီးမပြောနိုင်ဘူးဒီလိုပြောသွားတဲ့အကြောင်းသာတွေ့ရင်ပြောလိုက်ပါတော့ခုနှုတ်ဆက်ကထွက်ခဲ့လေမောင်မျိုးညီမမြေကြီးကိုခြေချရမှမသိသူ့ဘူးလျက်လမ်းလျှောက်လာခဲ့ရာ အချို့ဟောစရမြားမှတီဟောင်းကျွမ်းဟောင်းတို့သည်အပြင်ထွက်ကနှုတ်ဆက်ကြတော်လဲစိတ်မပတပါနှင့်သာပြန်လံပြောဆိုရလေ၏ညနေ၆နာရီခန့်တွင်မိမိတဲသို့ရောက်ရှိလျာအိယာဘော်တွင်ကိုကိုပြလဲလျက်ယောက်ျားပင်ဖြစ်စေကမူမျက်ရည်ကြအောင်ပူဆွေးရှာလေ၏လေဘာဖြစ်တာလဲနေမကောင်းဘူးလားညောင်းရင်ကိုကြီးနင်းပေမယ်မျက်နာကတတရရနေစမ်းပါကွယ်ဘာမှမဖြစ်ပါဘူးညောင်းလည်းမညောင်းပါဘူးဆင်းရဲလို့လား မင်းကကိုကြီးကိုတရားချပြီးတော့ကွယ်ဒါကြောင့်လည်းမဟုတ်ပါဘူးသူတို့ကိုမကျင်တတ်လို့ဘယ်လိုကြံရမလဲလို့စဉ်းစားနေတာပါဟုတ်လီလွဲပြောဆိုလိုက်လေယခုအခါ၌မောင်မျိုးညင်မှာအချစ်စိတ်ဤညင်ပန်းချက်ကြောင့်မိမိတို့အမွေပစ္စည်းရရှိရေးအတွက်လည်းအကြံမထုတ်နိုင်ဇီဝရေးအတွက်လည်းမကြိုးစားတတ်ဖြစ်ကနေ့စဉ်နဲ့မြကြည်မြန်တိုင်းစည်းနေဒနိယီဆိုင်မဒနိယီများတောက်စားကဖြစ်ခြင်းတို့ဖြစ်၍နေလေ၏ကြိုက်လလန်းအင်းစိန်လမ်းမှလူရွယ်များမှ၎င်းနှင့်မိတ်ဆွေဖြစ်၍နေလေ၏ ကိုနာကကွမ်းရာဆေးလိပ်မိကျေဘူးများကိုလဲပင်တွင်လွယ်လျက်လှဲ့လဲရောင်းချနေရာရသည်များအမျက်ကိုညီငယ်အပေးအပ်လိမောင်မျိုးညွန့်ကအင်းတွင်ချက်ပြုတ်လုကင်ထားနေခြင်းလည်းမရှိသဖြင့်ကိုနာမှာဈေးရောင်းပြန်မှ၎င်းကိုယ်တိုင်ချက်ပြုတ်ရလိညီငယ်မှာစိတ်လက်မကောင်း၍လှုပ်ခြင်းရလှုပ်နေခြင်းကိုမတမ်းမြေဖဲနေလိဒနိဒနိုင်ကဒနိရေဆိုင်မှလူငယ်ချုံနှင့်စကားများခဲ့လိကာယဗလတောင်းတင်းသူဖြစ်သည့်အတိုင်းသုံးလေးယောက်ကိုတယောက်တည်းထိုးနှက်ကန်ကြောက်ရမှာ အချို့ကဒုံနှင်းဝိုင်းဝန်းရိုက်နေသဖြင့်ထိတ်မပေါက်တော့လဲအညိုအမဲများဖြစ်၍နေလေ၏တို့ရတွင်နောက်မစုံတန်းတတ္တိရှိသူဖြစ်သည်ဖြင့်ထိုရံပွဲပြင်းရင်သည့်နောက်လူစုကလေးတယောက်ကဲ့သို့ဖြစ်၍နေကြလေ၏အလစ်တော့ကကြေးကైလူပြက်လင်းဓမြောင်ပြလွတ်တသောလူငယ်ချွတ်မှလည်းမောင်မျိုးညွန့်နှင့်အပေါင်းအသင်းဖြစ်သည်ဖြင့်ပြိဌာနာသို့ပင်၎င်း၏သရင်များရောက်ရှိနေလေ၏ကြီးမြလိုင်းကြောင်းကြီးလန်းအရှိထိတ်တောင်ကျွတ်မှတည့်ရခန္ဓာသောလူတယောက်သည် အနောက်သို့လျှောက်လာကကြောင်တိုက်အရှိပဲရှိတဲငယ်တစ်ခုသို့ဝင်သွားပြီးနောက်အတံများကိုကြားရလေ။ကိုကြီးဟာညီလေးကိုအမျော်မြင်ညံအကြည့်ဆုံးလို့အောက်မေ့တာ။အခုတော့တက်တက်စင်လွဲကုန်ပါဘောလား။အကိုတွေကလည်းဥပ္ပခါရှုကိုကြီးရွယ်တာကလည်းအထမမြောက်တော့ရောက်ချင်ရရောက်ဖြစ်နေတာပေါ့။အဲဒီနေ့ကကိုကြီးစကားပြောမယ်လို့တော့ညီညီကဒေါနဲ့မန်နဲ့ထွက်သွားတာကိုကွ။ကိုကြီးဘယ်နဲ့လို့ပြောနိုင်မလဲ။ ညီညီကညီညီလိုမလုံနိုင်တဲ့လူတွေကိုသိအထင်သေးတာကိုမိဘအမွေပစ္စည်းရရင်ခံစားခွင့်ရတဲ့လူတွေမှာ ကိုကြီးတို့အပါဝင်ဆိုတာမတိပဲရှိပါမလား။နို့ဘာဖြစ်လို့မျောလင့်ချက်မရှိတဲ့နေရာမှာကက်ရနေရတာလဲ။အေးလေအခါခုမတင်သေးတဲ့အခါဒီလိုနေရသေးတာပေါ့။ဩဇာအနာတစတစရောက်လာရင်ရောက်လာသလိုစီမံရမှာပေါ့။ဟုတ်တယ်။ဟိုကလူအတွေမို့ကိုကြီးလက်ထဲအရေးရောက်တဲ့ဩဇာတွေပြီးတော့မှလား။တသက်မပေးဘူး။ ဒီလိုလိန်ယူလာတဲ့ပစ္စည်းရှင်တွေဘယ်လောက်များခဲ့တယ်လဲ။ gain gain ဒါတွေအပထားညီညီအကြောင်းပြောဦးမယ်။သေးသာဆက်တဲ့အကိုကြီးဖြစ်နေပဲနားထောင်သည်ဖြစ်စေမိษွေသဘောနဲ့နားထောင်သည်ဖြစ်စေဟုတ်မဟုတ်စဉ်းစားဖို့ညီလေးသဘောတူနိုင်ပါမလား။အဲ့ဒါလဲကိုကြီးအထင်လွဲတာတမျိုးပဲ။တမီတဲ့ခေါင်းနှင်းစင်းမဆိုထားနဲ့လူစိမ့်တောင်အကြံကောင်းရင်နားခံခြင်းနဲ့ညီညီပါခုညီညီရွယ်တာကမိဘမွေကိုပြန်ရအောင်ကြိုးစားဖို့မဟုတ်လားဒီတော့အရေးကြီးတဲ့ကိစ္စတွေဆွံ့လွတ်ပြီးဘာမဟုတ်တဲ့မိမတယောက် ဘာ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 ရဲဘာရဲကိုကြီးဘာ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 ဖြစ်လဲပြန်ပြန်ပြောသားမှာပြန်ပြောသားမှာဘာကူဘာမဟုတ်တယ်မိမရုံလျက်သုံးအောင်နားထောင်သားမအောင်ကွယ်မိဘမွေကြံစီရေးကိစ္စနဲ့မိမတယောက်အရာယူတဲ့ကိစ္စဒီနှစ်ခုမှဘယ်သူကအရေးကြီးတယ်အမွေရဖို့ကအရေးကြီးတယ်လို့ညီညီဝန်ခံရမှာပဲနော်အဲ့ဒါနဲ့နှမ်းရှင်ရင်မိမအရေးကဘာဟုတ်သေးတယ်လဲအဲ့ဒီလိုဘာမှအရေးမကြီးတယ်မိန်းကလေးတူနဲ့ပတ်သက်ပြီးညီညီရဲ့အဖိုးတန်တဲ့စိတ်ကိုစွန့်လွှတ်ရမှာရိုးရိုးမရဖြစ်လွန်းလို့ပြောနေရတာ ကိုကြီးအကုန်တီးပြီးပြီကွသူကလည်းကျွန်တော်တို့ကြံစီရေးကိုအထောက်ပံ့ရနိုင်သေးတာကိုအခုမရဘူးမဟုတ်လားအခုညီကြီးကိုသူမုန်းပြီးလုံလုံဆွန့်ပြစ်သွားပြီမဟုတ်လားအဲ့ဒီလိုဆွန့်ပြစ်တဲ့မိန်းကလေးတူလွယ်ညီကြီးဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေတာကိုစဉ်းစားညီကြီးဟာကိုယ်စိတ်ကိုယ်ကိုမနိုင်ကြောင်းဝန်ခံရမယ်စိတ်စိတ်စိတ်ညီကိုပြောလက်စနဲ့ပြောရအောင်မယ်ကိုကြီးဒါတွေပြောကျင်လွန်းလို့လာခဲ့တာ နည်း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 စဉ်းစားနားထောင်ပါဘာမစိုးစိတ်ကြောင့်ဖြစ်ရတယ်ဆိုမဟုတ်လားလောကရန်တရား၈ပါးနဲ့တွေ့ကြုံရင်ဖခင်ယဟန္တာသာ တုံ့လောက်ချားခြင်းမရှိဘူးလို့ဆိုပေမဲ့ပုရုဇဉ်ထက်တန်းစိတ်ရှိတဲ့လူတွေမှလည်းခိုင်မြဲနိုင်တယ်လို့ခိုင်မြဲတဲ့စိတ်ရှိကြတယ်ဒီလိုခိုင်မြဲဖို့ဟာလေကိုယ်စိတ်ကိုကိုယ်တိုင်ပြုပြင်မှဖြစ်တယ်ညီညီရဲ့ကမ္ဘာလောကကြီးမှာပညာရှိမရှားလူအစဉ်တန်းအစအစဘယ်လောက်များသလဲဒါပေမဲ့ပညာရှိတွေဟာကိုယ်စိတ်ကိုကိုယ်တိုင်မလေ့လာလို့ရာဇဝမှုကျူးလွန်သူတွေ ကိုကိုကိုတတ်တဲ့သူတွေယူးစွတ်သွားသူတွေမရေမတွက်နိုင်အောင်ဖြစ်ခဲ့ကြပြီမဟုတ်ဘူးလားကုသိုလ်ရှင်တို့ထိနိုင်တဲ့အကြီးဆုံးဒုက္ခဒုက္ခကိုကို့စိတ်နိုင်တဲ့လူတွေဟာတုံ့လုံခြောက်ခြားခြင်းမရှိအောင်ထိမ့်သိမ့်နိုင်ကြတယ်စိတ်ဟာနိဗ္ဗာန်အထိပို့ဆောင်နိုင်တော့ဘာမဟုတ်တဲ့ကိစ္စကလေးတွေမှမနိုင်ဘူးဆိုရင်အလွန်ရှက်စရာကောင်းတယ်ဒီတော့စိတ်ဟာဘာမဆိုဖြစ်နိုင်တယ်လို့သဘောမထားပဲဖြစ်နိုင်တဲ့အရာဘာမဆိုဖြစ်ရမယ်လို့တင်းတင်းမာမာမရမနေစူးစမ်းရမယ်ဗျာဥပမာ အထိုင်နဲ့အထတစ်ချိန်နဲ့ဖြစ်အောင်အလင်းနဲ့အမောင်တစ်ချိန်နဲ့ဖြစ်အောင်မိဂိုဟူသမျှအောက်ဘက်သို့ထွက်အောင်လေးတောင်နဲ့ဆွေအန်ကြအောင်မဖြစ်မနေစူးစမ်းပေမဲ့ဘယ်နည်းနဲ့မှမဖြစ်နိုင်လို့အချိန်နည်းပဲတို့ပေမဲ့အခြားလူသားတရားတွေလုတ်ကန်ဖြစ်မြောက်တဲ့ကိစ္စမျိုးတွေတော့တို့လေဖြစ်မှဖြစ်ပါမလားဆိုရင်အလွန်ပြော့တဲ့စိတ်ပဲဖြစ်ရမယ်သူလဲလူငါလဲလူသူ့၌စိတ်တစိတ်ထဲနဲ့ကြံဤဝိညာဉ်တစ်ခုထဲနဲ့ကြံခဲ့ဤခန္ဓာကိုယ်တစ်ခုထဲနဲ့လုတ်ခဲ့ဤ ငါလည်းဒီလိုလုပ်ရင်ဖြစ်ရမယ်လို့အဲ့ဒီလိုစိတ်မျိုးကိုသာမွေးမြူရမယ်အခုညီညီလုပ်နေတာကမခံကျင်စိတ်တခုတည်းထားပြီးလုပ်နေတော့ခီးရောက်တော့မရောက်သေးဘူးစိတ်တွင်ဆန္ဒတဟာအလွန်ခေါင်းပါနေသေးတယ်ညီညီရဲ့ဆန္ဒတနဲ့ပတ်သက်ပြီးညီညီကိုပြောရအောင်မယ်ညီညီဟာကာယပလနဲ့ပတ်သက်ပြီး will power ကိုလေ့ကျင့်ဖို့တော့ကိုကြီးပြောတာနဲ့ဆက်ဆက်လိုက်ရင်တာပြီးကောင်းပါပဲကြိုးစားရင်ဖြစ်နိုင်တယ်တချို့လူတွေဟာသူ့မြင်ရရင်လူများအထင်သေးတယ် သူပြောတဲ့ဗျစကားတွေဟာလည်းဘယ်တော့ကောင်းကောင်းနားထောင်ရတဲ့သူတွေစီမှာအစီအနစ်မရှိဘူးဒီလူတွေဟာစိတ်သက်ပြော့တဲ့လူသားတွေပဲစိတ်သက်နိုင်တဲ့လူတွေကတော့သူ့မြင်ယုံနဲ့ဒီပြင်လူတွေဟာအလိုလိုကြီးညိုချစ်ခင်စိတ်ပေါ်လာတယ်သူပြောတဲ့စကားဟာတာမညသူလိုကိုလိုပြောတဲ့စကားပဲဒါပေမဲ့ကြားရတဲ့သူတွေမှာ ပုံပြီးလေးနေတယ်လေပြီးတော့စိတ်သက်ရော့တဲ့လူတွေဟာစကားနဲ့သိပ်များတယ်ဘယ်သူကဘယ်သူကိုဘယ်နဲ့ပြောတာလဲဒါပေမဲ့သူကဂိယူမဆိုင်ပါဘူးလို့ပြောလို့ပြော လောကရန်နဲ့တွေ့လျင်ခြူတံပါအောင်ညီလာညီရဲ့ဘယ်သူကမှဒီလိုလူမျိုးကိုမလေးစားဘူးစိတ်တက်ခံတဲ့သူကသူ့မမေးပဲကိုယ့်အပြစ်သူ့အပြစ်တခွန်းတပါရမှပြောလို့မရှိဘူးဒုက္ခနဲ့ဒုက္ခတွေ့ကြိတ်ခံပြီးမနိုင်နိုင်အောင်ကြိုးစားတယ်ကြည်စံလူအစင်တန်းချင်းဘယ်တော့ကွာတယ်လဲလို့ဒီတော့ညီညီကိုဆန္ဒထက်ချုပ်နှိမ်ပြီးကျင်စမ်းပါကွာဥပမာညီညီလက်ဖက်ရည်တောက်ချင်တယ်ဆိုပါတော့ဒီကလေးကဟော ်ခြေလမ်းတော့တဲ့လက်ဖက်ဆိုင်သွားတော့မယ်သွားပြီးလက်ဖက်ရည်တောက်တော့မယ်မဟုတ်လားအဲ့ဒီဆန္ဒကိုချုပ်နိုင်ရမယ်ငါလက်ဖက်ရည်တောက်ချင်တယ်မတောက်တော့ဘာဖြစ်သွားမှာလဲငါမသေးဘူးမနာပါဘူးငါနိုင်တယ်ငါစိတ်ငါနိုင်တယ်မတောက်ဘူးလို့တင်းတင်းမာမာဆုံးဖြတ်ရင်အဲ့ဒီလက်ဖက်ရည်တောက်ချင်တဲ့ဆန္ဒကိုကိုကလဝစီအုပ်မိတာပဲနောက်ရုပ်ရှင်သွားခြင်းလေငါမတော်ပဲနေနိုင်တယ်လို့ခုနင်ကလို့စိတ်ကိုချုပ်ရင်ရနိုင်တာပဲအဲ့ဒါလို့ကိုယ်ဆန္ဒကိုတစတစချုပ်တီးစူးဆောင်းလာရင် စိတ်ထဲမှာအဆိုင်ကဲဆွဲမြဲတင်းမာပြီးနောင်ကိုလှုပ်တာဘာမစိုးအလွယ်တကူနဲ့အောင်မြင်နိုင်တာပဲဒါကဆန္ဒတက်ကိုချုပ်တီးတဲ့နီးနော်ဂါရဘလကျမ်းမာရေးအတွက်ညီညီတီးပြီးမို့ပြောဖို့မလိုဘူးသူမမေးပဲအချင်းကြီးစကားပြောခြင်းကိုလက်အပေါ်လှုပ်ခြင်းဥပမာဒူးနဲ့ပေါင်တဲ့လက်ချောင်းကလေးတွေတတော်တောင်းနဲ့ဇပွဲကလထိုင်ပုတ်ဆိုတာမျိုးဒါခန္ဓာကိုယ်ကိုစိတ်ကထိမ့်ထားတော့အထင်းလွတ်နေတဲ့လက္ခဏာဆန္ဒတက်မှလည်းပြော့သွားတာပဲညီညီစဉ်းစားကြည့်စမ်း ဒုနံပေါန်တဲ့သမားတွေဟာနည်းနည်းခိုင်မဲတဲ့စိတ်မရှိတတ်ကြဘူးစကားနဲ့ဖို့ဆိုရမှာလေလူကြီးလိုနေဖို့မဟုတ်ဘူးသူကမေ့ရင်အချက်ကြကြအာယုံဆူဆိုက်ဖြေဆိုရမယ်အပေါ်မပါရပေဘူးဥပမာညီညီဒီကရန်ကုန်သွားတယ်ဆိုပါတော့မိတ်ဆွေတို့ကဘယ်သွားမလဲမေ့ရင်ရန်ကုန်သွားမယ်ဒါပဲဖြေဆိုဖို့ရှိတယ်လေရှာစီတဲ့လူများကြတော့ရန်ကုန်သွားပြီးဘောဝဲကြီးမလို့ဘောဝဲကပြင်းရုပ်ရှင်ကြီးမလို့ခမရကောဘယ်တော့ကြည်စမ်းဘယ်လောက်နေကုန်တယ်လဲ ကိုကြီးဆိုလိုတာကသူအတိလိုတဲ့အချက်ကိုချမှတ်ထားပဲအတိအကျဖြေဖို့ကိုကပြောတဲ့အခါလဲစိတ်ပါလက်ပါပြောဖို့ပေါ့ပြက်ပြက်ပြောပေါ့ပြက်ပြက်နေပေါ့ပြက်ပြက်လှုပ်ရေသွန်းသွေးတဲ့အလေးချင်းဟာကဗတ်ရဲ့ကောင်းကျိုးဆိုးကျိုးဘာတစ်ခုမှမဖြစ်နိုင်ဘူးလိနေတော်ကိစ္စတွေကိုမဆောင်ရွက်နိုင်ဘူးလေဒီတော့ခုနကပြောသလိုပေါ်လာတဲ့ဆန္ဒကိုချုပ်ပါချုပ်မိတိုင်းငါဓာတွေနိုင်နေပြီငါမှာစိတ်တဲ့အများကြီးခိုင်မာလာပြီငါသည်ကဗတ်ကိုပြုပြင်နိုင်ရမယ်လို့အဲ့ဒါလိုတင်းယူပါ ညအိတ်ရာတန်တန်ပြန့်ပြန့်ပေါ်မှာပက်လက်လန်အိတ်ဘယ်လက်ညှိုးနဲ့ဘယ်ဘက်နားပိတ်ဘယ်လက်မနဲ့နှာခေါင်းပိတ်ညဘက်လည်းဒီအတိုင်းအသင့်ပြင်ထားပြီးဘယ်လက်ညှိုးနဲ့လက်မဖွင့်စဉ်အသက်ကိုဖြည်းဖြည်းနဲ့နေအောင်ရှူပါအသက်ရှူကဲကောင်းသောစိတ်ဓာတ်ကောင်းသောညှို့ဓာတ် ခိုင်မာသောစိတ်ဓာတ်ငါကိုယ်ရင်းတို့ဝင်ရမည်ဝင်ပြီဟု စိတ်ဆွဲအောင်မိပါပါဇက်အဖွင့်နဲ့တဖန်အဲ့ဒီဘယ်ဘက်လက်ညှိုးနဲ့လက်မက ဘယ်နှခေါင်းပေါက်ပိတ်ထားပြီးတော့ညာနှခေါင်းညာနားကိုဖွင့်ကလေကိုတဖြည်းဖြည်းထုတ်ပါ ထုတ်တဲ့အခါမှာဒီလီတဲ့မကောင်းသောဆန္ဒပါသွားပြီဟုမှတ်ပါ နောက်တစ်ခါညာနှခေါင်းကအသက်ပြန်ရှူပါအခုနောက်ကပြောတဲ့အတိုင်းစေတဲ့ကအောက်မေ့ညာတိုင်းနာယီဝက်တနာယီကျင့်ခဲ့ရင်ညီလေးရဲ့စေတဲ့ဟာဣတိတရာကြီးထူးခြားလာမယ်ဒီလိုကျင့်လို့စေတဲ့ခိုင်မြဲအစင်တန်းတိုးရမယ်လို့လေယုံကြည်စိတ်ရှိဥစွာရှိရမယ်အထက်တန်းစိတ်တံမျိုးရတဲ့လူတွေဟာ စီတလုံးရတဲ့သူတွေလိုလူပေါင်းသိန်းတန်းကိုနောက်လိုက်အဖြစ်နဲ့အသုံးပြုနေကြပြီဒီတော့ညီညီတို့ကိုကြီးတို့ကြံရမယ့်အလုပ်ကလုပ်သားတွေမပါရင်မပြည့်လို့ညီညီရဲ့စိတ်ဓာတ်ကိုကြီးပြောသလိုကျင့်ပါအစားစားတိုင်းလေစားနေစဉ်မှာကောင်းတဲ့စိတ်ကောင်းတဲ့ဓာတ်ပါတယ်လို့တွေးပြီးစားပါစိတ်မြဲမြဲယုံယုံကြည်ကြည်နဲ့ကြိုးစားရင်မုတ်ချဖြစ်ရမယ်ညီညီဒီလိုစိတ်ဓာတ်ကိုနိုင်တဲ့အခါဘယ်သူကမှမနာလို့မစ္စရိယစိတ်မှန်ထားစိတ်မရှိရဘူးဒီစိတ်ညံတွေဟာ သူများကိုမထိခိုက်ပဲကိုယ်စိတ်ကိုရှေးဥစွာထိခိုက်ပြီးကိုသာအကျိုးရုတ်တတ်တယ်။ခုဥင်းတို့ဟာကိုကြီးတို့ဖခင်တတ်မိခင်ယူရှိသမျှအမွေပစ္စည်းကိုယူနေကြတယ်မဟုတ်ဘူးလား။လောကီသားစိတ်နဲ့တွေးရင်တတ်ပြချင်းစရာပေါ့လေ။အဲ့ဒီလိုစိတ်မျိုးမထားနဲ့ကွာ။ဟာကိုကြီးဟာကဖះလုံးစိတ်မျိုးလားမဖြစ်နိုင်ပါဘူး။နောက်တော့မအောင်ကွ။သူတို့အုပ်စည်းလို့ကိုကြီးတို့တန်းညွန့်မြင်းညွန့်တွေလည်းမထူနိုင်ဘူး။ ကိုကြီးတို့မိဘရဲ့လုပ်သားတွေလည်းကျင့်ကြကြတယ်မဟုတ်လားဟုတ်တယ်ဒီလိုဆိုရင်အမွေပြန်ရအောင်ဒီလိုလုပ်သားတွေခြောင်လည်အောင်လုပ်ရင်သူတို့ဒုက္ခမရောက်ကြပေဘူးလားဒီလိုရောက်တာတော့သူတိုင်းနဲ့သူကံပေါ့ကွယ်သူတို့ကိုမုံထားတဲ့စိတ်မရှိပဲငါတို့ခုလိုပြုမူတာဟာငါအမျိုးတွေကောင်းဖို့ငါတို့လုပ်သားတွေကောင်းဖို့ဆိုတဲ့စိတ်ဓာတ်အဲ့ဒီစိတ်ဓာတ်ကိုထားရဖို့ကိုဆိုလိုတာပါဥပမာဒီချင်းကောင်တွေတေးစီဆိုတဲ့စိတ်နဲ့ချင်းအောင်ထောင်တာရဲ့ ဒီချင်းအောင်ထောင်ရင်ချင်းကိုက်တက်တာဒီသူတို့သေးတာမသေးတာမစင်စားဘူးဆိုတာရဲ့ဒါကိုတွေးကြည့်စမ်းပါချင်းအောင်ထောင်ရင်တော့အတူတူပေါ့ကွယ်စိတ်ထားကောင်းရင်အကုသို့မဖြစ်တာပေါ့ဥပမာဥဝင်းကိုဒီအကောင်ကြီးတက်ပြမအေးမယ်ဆိုတဲ့စိတ်နဲ့တက်တာရဲ့ဥဝင်းသေးတာမသေးတာအရေးမကြီးဘူးငါအမျိုးကောင်းစားဖို့အရေးကြီးတယ်ဆိုတဲ့စိတ်နဲ့မတော်တဆသူ့ဘာသာဥဝင်းသေးတာရဲ့ခီးရောက်တာချင်းအတူတူပဲမဟုတ်ဘူးလားစိတ်ထားကိုပြောတာနော် မတရားကြံတဲ့လူကိုတရားတဲ့နီးနဲ့ဖျားလောင်းလို့လှုပ်လို့မရဘူးဆိုတာကိုကြီးသိပါတယ်။ဖျားလောင်းလဲနုစင်ခါကသူများတိုင်းပြည်ကိုတင်ပူတာပဲ။သူများကွယ်ပြတ်အောင်လက်ဝေလဲတတ်ဖူးတယ်။အကျင့်နဲ့မိမတောင်ထန်းကြီးအိုးအရွက်ခန်းငယ်ပူသေးတာပဲ။အချုပ်ကတော့ညီညီတယောက်ခစ်ပညာတဲ့လူသားတွေကလည်းညီညီကိုအားကိုးတော့တို့မေမေစိတ်ချမ်းသာအောင်တို့မေမေရဲ့အစီအနှစ်ပစ္စည်းတွေပြန်ရအောင်ငါကြိုးစားရမယ်။ငါလူသားတွေညီညွတ်ပွင့်လင်းအောင်ငါဆောင်ရွက်မယ်။ ငါဒီစိတ်ခံ၏အမြော်အမြင်ရှိ၏ငါတို့ရင်အောင်ရမယ်ဆိုတဲ့စိတ်ဓာတ်ကိုမွေးပြီးဆောင်ရွက်ပါမတန်ဇာနေယတန်တိတော်အတိုင်းအရှိကိုသိတဲ့လူဟာပညာရှိတယ်အတိတ်ပဲကြဲကြဲနဲ့နည်း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 စဉ်းစားရင်အကုန်လုံးခြုံနေတာပဲညီညီလေးခေပညာတဲ့တယောက်ပဲကြားဘူးမှာပေါ့အင်္ဂလိပ်ပညာရှိကြီးတဦးက The wisdom of many experts buying the wit of one John Rindon ပညာရှိတယောက်ရဲ့မျက်မြင်ဉာဏ်ကြောင့်လူအများအလိမ်မာဉာဏ်ရရှိတယ်ဆိုတာလို့ခုမျက်မြင်ဉာဏ်နဲ့ခྱི་ရောက်အောင်ဆွဲယူစမ်းပါဘာမဟုတ်တာတွေကိုမိပြလိုက်ပါမကောင်းတဲ့အပေါင်းအသင်းအလေးကျင့်တွေကိုဖျောက်လိုက်ပါကိုကြီးဓာတ်တွေပြောချင်လို့လာတာပဲရော့ညီလေးတို့ကြက်တဲ့ရင် စားဖို့ငွေခု10ရန်10ကျပ်ကိုထုတ်၍ပေးရကိုကြီးပြောတာနားထောင်ရင်ကျွန်တော်စဉ်းစားမိပါတယ်စားဖို့တွေကျွန်တော်တို့တက်နိုင်ပါလိမ့်မယ်မယူပြရစေနဲ့ဟို ကိုကြီးခုနကပြောတဲ့စိတ်သဘောဟာကိုကြီးထောက်ပံ့ရမှာဆိုလို့ပြောသလိုဖြစ်နေမှာပေါ့ဒါတော့ယူကောင်းပါလေမဟုတ်ပါဘူးကျေးဇူးတင်ပါတယ်ကိုကြီးကိုအထင်လွဲမိတာတောင်းပန်ပါတယ်ညီရဲ့စိတ်ကမပြတ်အောင်တစိတ်ပြန်ယူသွားပါဟုတ်အတင်းပြန်ပေးသဖြင့်အေးအေးအစခတ်သိန်းသတိဝိရိယနဲ့နေပါဟုတ်ပြောစောပြည်လင်းထွက်ခွာသွားလေဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးမဟာဆွေဤ တို့မိမိဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းကိုနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း30မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုံးမြတ်ထင်ပါခင်ဗျာ